ခုတော့ကျွန်တော်တို့ဘာပေါ့ဒီနေ့တင်ဆက်ပေးဝမယ့်တရင်ကတော့စစ်တွေမြို့နယ်ဂန်းကော်ကျွန်းကချမ်းဘတ်စစ်ကောင်စီရဲ့စစ်ကန်းကိုအရက်ကတ်တော်အေကစီးနင်းတိုက်ခဲ့ခဲ့ပြီးတန်ချက်ကကားနှစ်စီးကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင်စစ်ကောင်စီတပ်သားအများပြားလည်းထိခိုက်သေဆုံးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားကြပါမယ်ခင်ဗျာရခိုင်ပြည်နယ်စစ်တွေမြို့နယ်ဂန်းကော်ကျွန်းကျေးရွာမှာအခြေစားတပ်ဆွေးထားတဲ့ချမ်းဘတ်စစ်ကောင်စီရဲ့စစ်ကန်းကို အရခတ်တောအေကမေလာနောက်ဆုံးဘက်ကဝင်ရောက်စီးငင်းတိုက်ခတ်ခဲ့လို့စစ်တွေသတင်းရင်းမြစ်ထံမှသိရပါတယ်။ကျမ်းမဲ့စစ်ကောင်စီတပ်သားတွေအလဲငယ်ဖြစ်နေခြင်းမှာညာရင်းချင်းအရခတ်တောအေကကျမ်းမဲ့စစ်ကောင်စီရဲ့စစ်စခန်းကိုဝင်ရောက်စီးငင်းတိုက်ခတ်ခဲ့ပြီးတန်ချက်ကကနှစ်စီးကိုလည်းမိရှုဖြက်စီးခဲ့လို့စစ်တွေသတင်းရင်းမြစ်ထံမှသိရပါတယ်။အဆိုပါတိုက်ပွဲတွင်အကျမ်းမဲ့စစ်ကောင်စီတပ်သားတွေဟာယာနစ်ချီတေဆုံသွားပြီး တိတ်ပွေးပြီးတဲ့မနက်ပိုင်းမှာ recorded.a တက်ဖို့ဝင်နေဟာပြန်ဆုတ်ခေါ်သွားရလို့သိရပါတယ်တိတ်ပွေးကြမှာတည်ဆုံသွားတဲ့ချမ်းဘက်စစ်ကောင်စီတပ်သားအလောင်းတွေဟာယခုဆိုရင်အပုတ်နဲ့ထောင်းထောင်းထွက်နေပြီလို့စစ်ရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်အဲ့ဒီတိုက်ပွဲမှာအကျမ်းမဲ့စစ်ကောင်စီတပ်သားတွေဟာယာနေချီတေဆုံသွားပြီးထိခိုက်ဒဏ်ရရှိခဲ့တဲ့အကျမ်းမဲ့စစ်ကောင်စီတပ်သားတွေကိုစစ်တွေမျိုးစေးရုံနဲ့တပ်နှင်မျိုးစေးရုံတွေမှာစေကူတမှုခံယူနေကြောင်းသိရပါတယ် စစ်ရမျိုးနီးကြေးရပေါင်း20မှဒေသခံပြည်သူများကိုအကြမ်းဖက်စစ်ကောင်စီကနှိမ်ထုတ်ထားပြီးအဲ့ဒီကြေးရတွေကိုအကြမ်းဖက်စစ်ကောင်စီကခြေစိတ်စခန်းတွေအခိုင်အမာတက်ဆွဲတိဆောက်ထားရလို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတက်ဆွဲထားတဲ့ကြေးရတွေထဲမှာဂန်ကော်ကျောင်းကြေးရလေးပါဝင်ပြီးတပ်သားနေရာနီးပါးနဲ့တက်ဆဲထောက်ကတန်ကြာကစစ်ကားတွေလေးချထားရလို့ဒေသခံစီရေးတရင်ရင်းမြစ်ထံမှာသိရပါတယ်။ တန်ကောကြောင့်ကြေအားအကျမ်းပတ်စစ်ကောင်စီရဲ့စစ်သည်သာကုတ်ကွမှုဌာနချုပ်နဲ့တမိုင်းကျော်သာဝေကော်ကြောင့်သိရပါတယ်စစ်တွေမျိုးနဲ့နေအကျမ်းပတ်စစ်ကောင်စီရဲ့တက်စကန်များကို unrecorded တော် A ကအလင်းငယ်ဝင်ရောက်တိုက်ခိုက်ခြင်းစစ်ကြောင်းများကိုကြမ်းဖြတ်တိုက်ခိုက်ခြင်းနဲ့စနိုက်ပါများနဲ့ပစ်ခတ်မှုတွေရှိရလို့လဲဒေသခံစစ်ရဲတရင်ချင်းများထံမှသိရပါတယ်အကျမ်းပတ်စစ်ကောင်စီကစစ်တွေမျိုးနဲ့နေပပက်လီကိုမြေမြုပ်မြိုင်းမှထောင်ထားကတက်စကန်များကိုလည်းတိုးချစ်ချတာပြီး ေါက်တွန်းပုံနှကြောင့်ရတိတောင်ကျေော်များကိုလည်းလက်နဲ့ကြီးများနဲ့မကြာခဏဆူသလိုပြစ်ခတ်မှုတွေပြုလုပ်လေရှိလို့သိရပါတယ်စစ်လူမျိုးတွေမှာအကြမ်းဖက်စစ်ကောင်စီရဲ့ဒေသကုတ်ကင်မှုစစ်ထဏချုပ်တက္ကစစစ်တွေခလရ20ခလရ232ခလရ280ခမရ344ခမရ345အင်ဂျင်နီယာတက်အမြောက်တက်နဲ့ဂျစ်တက်ရင်စစ်ကူးနဲ့မလဲရှိနေတယ်လို့သိရပါတယ် ဒီနေ့တင်ဆက်ပေးဝဲတဲ့တဲ့ရင်ကတော့စစ်တွင်မျိုးနဲ့ကန်ကော်ကျွန်ကအချမ်းဘက်စစ်ကောင်စီရဲ့စစ်ကန်ကိုအရက်ကော်တက်တော်အေကဝင်ရောက်စင်းနေတိုက်ခိုက်ခဲ့ပြီးတန်ကြာကားနှစ်စီးကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင်စစ်ကောင်စီတပ်သားအများပြားလည်းထိခိုက်ကြဆုံးသွားတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးဝဲတာဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တဲ့ရင်များကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျာ။ခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ။